please order in the hall come out twin she can take them be please order in the hall come out twin she can take them be please order in the hall ကမ္ဘာအတွင်းစီကံထိတဲ့ပြီးထိုင်ပေးကြပါ Please order in the hall ကမ္ဘာအတွင်းစီကံထိတဲ့ပေးကြပါ Please order in the hall and please be seated. ba. Please order in the hall. တမရကြီးဂါဇာအချင်းထောင်တွေမှာဒုက္ခရောက်နေတဲ့ကျွန်တော်တို့ရဲ့ချစ်လက်စွာတော်ဒဇကံမိသားစုများတို့ရဲ့ညီကိုမောင်မများဂျမန်နေ့ကကျွန်တော်ဟာအိနီးယားမှာရက်တီဗီအီမေးဘုံကိုပြတ်တက်ခဲ့ပါတယ်ဒီမေးဘုံဟာအီရန်ရဲ့အချမ်းဖက်ဝါရစနစ်ကို ပေါ်ပြထားပါတယ်ဤစနေဟကဘာညဉ့်ချင်းကိုချင်းချောက်ခဲ့တယ်ကျွန်တော်တို့ဒေတာမှာ တည်ငြိမ်မှုကိုချင်းချောက်ခဲ့တယ်။ Israel တည်ရှိမှုကိုလည်းချင်းချောက်ခဲ့တယ်။ Iran ကကြီးမားတဲ့ nuclear နဲ့အစီအစဉ်တစ်ခုကိုလင်းမြစွာတည်ဆောက်နေခဲ့တယ်။ Iran ကကြီးမားတဲ့ Baltic Dome အစီအစဉ်တစ်ခုကိုလည်းတည်ဆောက်နေခဲ့တယ်။ဒီအစီအစဉ်တွေဟာ Israel ကိုဖျက်ဆီးရတာမကအမေရိကန်ပြည်ထောင်စုကိုချင်းချောက်ရတဲ့အခြားနိုင်ငံတွေကိုပါချင်းချောက်ရအောင်လည်းရည်ရွယ်ခဲ့တယ်။ Gaza မှာစင်ဝါဟာ Hamas အကြမ်းဖက်သမားတွေကို လိုင်းလိုင်းဖြင့်ဇေလွတ်ခဲ့တယ်။၎င်းတို့ကအောက်တိုဘာ9ရက်မှာ အစ္စရေးကိုဝင်ရောက်ခဲ့ပြီးဆိုးဝါးတဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုကျူးလွန်ခဲ့တယ်။လက်ဗရောမအစ်ဘိုလာဟာကျွန်တော်တို့ရဲ့မြို့တွေကိုဒုံးကျည်နဲ့ဒုံးပြန်ထောင်ပေါင်းများစွာပစ်ခတ်ခဲ့တယ်။၎င်းတို့ကကျွန်တော်တို့ရဲ့ပြည်သူတွေကိုထိတ်လန့်စေခဲ့တယ်။စီးရီးယားမှာအာနာရှင်အာဆာကအီရန်ရဲ့တပ်ဖွဲ့တွေကိုလက်ခံထားခဲ့တယ်။၎င်းတို့ဟာအစ္စရေးရဲ့လက်ဘင်းမှာတည်ဆင်နိုင်တဲ့ကျိုးဆွဲချီတစ်ခုကိုတပ်ဆင်ခဲ့တယ်။ ရမ်မဲမှာဟူဒီတွေကအစ္စရေးကိုဒုံးပြများနဲ့ပစ်ခတ်ခဲ့ပြီးအနီရောင်ပင်လယ်မှာပင်လယ်နီမှာကမ္ဘာကုန်သွယ်ရေးကိုပိတ်ဆို့ခဲ့တယ်။ဂျမန်နဲ့အတွင်းဘာဖြစ်ပျက်ခဲ့တယ်လဲ။ကျွန်တော်တို့ဟာဟူဒီတွေကိုတိုက်ခိုက်ခဲ့တယ်။မနေ့ကအပါဝင်ဖြစ်တယ်။ကျွန်တော်တို့ဟာဟာမတ်ရဲ့အကြမ်းဖက်ရန်ရအများစုကိုဖျက်ဆီးခဲ့တယ်။ခေါင်းဆောင်များစွာကိုတပ်ဖြတ်ခဲ့ပြီး၎င်းတို့ရဲ့လက်နက်များစွာကိုဖျက်ဆီးခဲ့တယ်။စစ်တပ်ရေးဆက်တွေကိုမမင်း ပါဒလာအဆိုပါအချက်ပြဆက်တွေကျွန်တို့လည်းဟစ်စ်ဘူလာကိုတတိပေးစကားပို့ခဲ့ပြီးလောင်းတို့ကနားလည်ခဲ့တယ်။အချမ်းဖက်တမထောင်ပေါင်းများစွာမြေပေါ်ပြုတ်ချခဲ့တယ်။ကျွန်တော်တို့ကစီးရီးယားမှာအာဆီယံလက်နက်တွေကိုဖျက်ဆီးခဲ့တယ်။ကျွန်တော်တို့ကအိုင်ရန်မှာအီရန်ရဲ့ရှီအိုက်ပြည်သူစစ်တွေကိုတားဆီးခဲ့တယ်။အရေးကြီးဆုံးမှာကျွန်တော်တို့ကအီရန်ရဲ့နျူကလ িয়ার လက်နက်နဲ့ဒုံးပျံအစီအစဉ်တွေကိုဖျက်ဆီးခဲ့တယ်။ ယခုအချိန်ဒီမှာဒီလိုဖြစ်တယ်ယမန်ခေါင်းဆောင်တွေရဲ့ထက်ဝက်ပျောက်ဆုံးသွားပါပြီဂါဇာမှာဟာမတ်ခေါင်းဆောင်တွေပျောက်ဆုံးသွားပါပြီလေဗနွန်မှာခေါင်းဆောင်များပျောက်ဆုံးသွားပါပြီစီးရီးယားမှာ အာဆာရဲ့အစိုးရပျက်စီးခံရပါပြီအိုင်ရန်မှာပြည်သူစစ်တွေကိုယခုထိတားဆီးထားတယ်၎င်းတို့ကအစ္စရေးကိုတိုက်ခတ်ပါက၎င်းတို့ရဲ့ခေါင်းဆောင်တွေလည်းပျောက်ဆုံးသွားလိမ့်မယ်ဖြစ်တယ်အီရန်ရဲ့ထိတ်တန်းစစ်တပ်ခေါင်းဆောင်တွေနဲ့ ထိတ်တန့်နျူကလ িয়ার ပြည်ပညာရှင်လည်းပျောက်ဆုံးသွားပါပြီ။အစ္စရေးနဲ့အီရန်ကြားဆနေရက်ကြားစစ်ပွဲဟာကျုံကတမကျန်းစာလှုပ်ဆောင်ထားတဲ့ချင်းတစ်ထရှိချင်းစစ်စင်ရေးလို့ခေါ်ဆိုခဲ့တဲ့စစ်ပွဲဟာစစ်ရေးတမိုင်းမှာမှတ်တမ်းတင်ခံရလိမ့်မယ်။အစ္စရေးလေယာဉ်မှုတွေဟာအီရန်ရဲ့ဒုံးပျံကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးခဲ့ပြီးအီရန်အထက်ကောင်းကင်ကိုတိမ့်ပိုက်ခဲ့တယ်။ အစ္စရေးတိုက်လေယာဉ်တွေနဲ့အမေရိကန် B2 လေယာဉ်တွေကအီရန်ရဲ့နျူကလ িয়ার စေယုံတွေကိုပုံကျဲခဲ့တယ်။တမနာထွန်းရဲ့ရဲရင်နဲ့လှုပ်ဆောင်မှုတွေအတွက်ကျေးဇူးတင်ရှိပါတယ်။တမနာထွန်းနဲ့ကျွန်တော်ဟာအီရန်ကိုနျူကလ িয়ার လက်နက်တွေဘယ်တော့အခါမှ ထုတ်လုပ်ခွင့်မပြုဟုကတိပြုခဲ့တယ်။ကျွန်တော်တို့ကဒုဂရီကိုထိမ့်သိမ်းခဲ့တယ်။ကျွန်တော်တို့ကအစ္စရေးနဲ့ကမ္ဘာအတွက်ဒေသနိုင်လောက်တဲ့ချင်းချောင်းမှုတစ်ခုကိုဖယ်ရှားခဲ့တယ်။လူသားမောင်းများစွာကို တပ်ဖြတ်နိုင်တဲ့မောင်မိုက်တဲ့တိမ်တိုက်တစ်ခုကိုတားဆီးခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ကတတိထားရမယ်။အီရန်အား၎င်းရဲ့နျူကလ িয়ার လက်နက်တွေကိုပြန်လည်တိစောက်ခွင့်မပြုရဘူး။အီရန်ရဲ့တန်းစင်ထားတဲ့ယူရေနီယံတိုးလောင်မှုတွေကိုလည်းဖျက်ဆီးရမယ်။မနက်ဖြန်မှာအီရန်ပေါ်ကုလသမဂ္ဂဖိတ်ဆို့တံခါးမှုတွေကိုပြန်လည်စတင်ရမယ်။ကျွန်တော်တို့ရဲ့ပြည်သူတွေကျွန်တော်တို့ရဲ့စစ်သားတွေကျွန်တော်တို့ရဲ့ရဲရင်နဲ့ဆုံပြချက်တွေကြောင့်ဣဇွေဟာ၎င်းရဲ့အမောင်မိုက်ဆုံးနေ့မှပြန်လည်ထူထောင်လာခဲ့တယ် ဟီဇွေးကတမိုင်းမှာအကြီးကျယ်ဆုံးစစ်ရင်ပြောင်းလဲထူထောင်မှုထဲကတစ်ခုကိုပြုလုပ်ခဲ့တယ်။ဒါပေမဲ့အလုပ်မပြည့်စုံသေးပါဘူး။ဟာမတ်ရဲ့နောက်ဆုံးတိုက်ခိုက်သူတွေကဂါဇာမြို့မှာပုံအောင်နေကြတယ်။နောက်တော့အော်တိုဘာ9ရက်ရစက်မှုများကိုတခါတလဲလဲကျူးလွန်မယ်လို့ကတိပြုထားတယ်။အဲဒါကြောင့်ဟီဇွေးဟာမစ်ရှင်ကိုအပြည့်တတ်ရမယ်။ဒါကြောင့်ကျွန်တော်တို့ဟာ၎င်းကိုလင်းမြန်စွာလှုပ်ဆောင်ရမယ်။ ကမ္ဘာမှာရှိတဲ့လူများစွာကအော်တိုဘာ9ရက်ကိုမစ်ရှော့ထားကြတော့လဲအစ္စရေးကမှတ်မိနေတယ်။တင်းတို့လည်းမှတ်မိနိုင်ပါတယ်။ဒီနေရာမှာကြီးမားတဲ့တစိတ်တစ်ခုကိုကြည့်ပါ။ဒါက QR code တစ်ခုဖြစ်တယ်။သင်ရဲ့ဖုန်းကိုအသုံးပြု၍ scan ဖတ်ပါ။အဲ့ဒီနောက်အစ္စရေးကအဘယ်ကြောင့်တိုက်ခိုက်နေရလဲအဘယ်ကြောင့်ကျွန်ုပ်ကိုအနိုင်ရမယ်လဲဆိုတာကိုသင်မြင်ရလိမ့်မယ်။အော်တိုဘာ9ရက်မှာဟာမတ်စ်က Holocaust နောက်ပိုင်း ဂျူးလူမျိုးများအပေါ်စိုးဝါဆုံးတိုက်ခတ်မှုကိုကျူးလွန်ခဲ့တယ်။၎င်းတို့ကအပြစ်မဲ့လူပေါင်း1200ကိုတပ်ဖြတ်ခဲ့တယ်။အမေရိကန်လူမျိုး40ကျော်နဲ့နိုင်ငံသားများစွာပါဝင်တယ်။၎င်းတို့ကအမျိုးသားများရဲ့ဥကောင်းတွေကိုဖြတ်ခဲ့တယ်။အမျိုးသမီးတွေကိုမဒိန်ချင့်ခဲ့တယ်။မိဘတွေစစ်မှာကလေးငယ်တွေကိုအရှင်လက်လက်မိရှုခဲ့တယ်။၎င်းတို့ကဟိုလိုကော့စ်အကြမ်းအသက်ရှင်ကျဉ်းကျဉ်းသူတွေအဖွာများနဲ့ကလေးများအပါအဝင်လူပေါင်း150ကျော်ကိုပြန်ပေးဆွဲခဲ့တယ်။ အဖွားများတဲ့ကလေးတွေကိုဘယ်သူကပြန်ပေးဆွဲတယ်လဲဟာမတ်ဖြစ်တယ်ယခုအချိန်ထိအစ္စရေးဟာဒဇခန်9ခုဦးကိုပြန်နဲ့ခေါ်ဆောင်လာခဲ့တယ်ဒါပေမဲ့48ဦးဟာဂါဇာမှာကျန်ရှိနေတယ်၎င်းတို့အနည်း20ဦးဟာအသက်ရှင်နေသေးတော့လဲညင်ပန်းနေဆမှုဆာလောင်မှုနဲ့နေရောင်ခြင်းမရရှိခြင်းတို့ကိုခံစားနေရတယ်ယခုကျွန်တော်ကတခုခုအသေးလှုပ်ဆောင်မယ်ကျွန်တော်ဟာဒဇခန်တွေထံတရက်ပြောကြမယ် ဂါဇာပါလီမန်ရှိတဲ့စပီကာများအီမိုက်ခရိုဖုန်းနဲ့ချိတ်ဆက်ထားတယ်။သူတို့ကျွန်ုပ်ကိုကြားနိုင်မယ်လို့မျှော်လင့်ပါတယ်။ကျွန်ုပ်ဟာဟီဘရူးဘာသာနဲ့ပြောပြီးတဲ့နောက်မှာအင်္ဂလိပ်ဘာသာနဲ့ပြောပါမယ်။ရဲရင်နဲ့တွေ့ရကောင်းများဤဒီမှာဝန်ကြီးချုပ်နတ်တန်ယာဟုဖြစ်တဲ့ကျွန်ုပ်တို့ဟာတင်တို့ကိုတစ်စက္ကန့်မျှမိလျော့ထားခြင်းမရှိပါဘူး။ဤဇွေပြည်သူများဟာတင်တို့နဲ့အတူရှိနေပါလေ။တင်တို့အိမ်တို့ပြန်မလာမချင်းကျွန်တို့အနားယူမှာမဟုတ်ပါဘူး။ ညီကိုညီမတွေကျွန်ုပ်ရဲ့စကားတွေဟာဂါဇာမှာရှိတဲ့ဆဲဖုန်းတွေကိုလည်းပို့ဆောင်ထားတယ်။ဒါကြောင့်ယခုကျွန်ုပ်ဟာဟာမတ်စ်ခေါင်းဆောင်တွေကိုစကားပြောကြပါတယ်။တင်တို့ရဲ့လက်နက်တွေကိုချပါ။ဒဇာကန်48ဦးလုံးကိုလွတ်ပေးပါ။ယခုလွတ်ပေးပါ။တင်တို့ဟာ၎င်းတို့ကိုလွတ်ပေးပါကတင်တို့အသက်ရှင်နေမယ်။မလွတ်ပေးပါကအစ္စရေးကတင်တို့ကိုလိုက်လံရှာဖွေမယ်။အကယ်၍ဟာမတ်စ်ကကျွန်တော်တို့ရဲ့တောင်းဆိုမှုကိုလက်ခံပါကစစ်ပွဲဟာယခုချက်ချင်းအဆုံးသတ်နိုင်တယ်။ ဂါဇာကစစ်လက်နက်ကင်းစင်သွားမယ်။ဣဇွေကလုံခြုံရေးထိချုပ်မှုကိုဆက်လက်ထိန်းသိမ်းမယ်။ငင်းချမ်းတဲ့အရသာအာနာပိုင်တစ်ခုဟာငင်းချမ်းရေးလူလားသူတွေနဲ့အတူဂါဇာကိုအုပ်ချုပ်နိုင်တယ်။အချို့ကမေးကောင်းမေးနိုင်တယ်ဒီစစ်ပွဲဟာကျွန်တော်နဲ့ဘယ်လိုပတ်သက်တယ်လဲ။အဖြစ်ကတော့အားလုံးနဲ့ပတ်သက်ပါတယ်။အချို့မှာဣဇွေရဲ့ရန်သူတွေဟာတင်းတို့ရဲ့ရန်သူဖြစ်တယ်။ကုလသမဂ္ဂမှာဤနေရာမှာမေကွန်းတို့တို့ခုလောက်ကြည့်ကြပါစို့။ အမေရိကကိုတင်မင်းစီတို့ပို့ပါလို့အော်ဟစ်သူတွေကဘသူတွေလဲ A Iran B Hamas C Hezbollah D Houthi E အထက်ကအားလုံးအဖြစ်ကအထက်ပါအားလုံးဖြစ်ပါတယ်ဟုတ်ပါတယ်မှန်ပါတယ်ဒုကြမင်းကိုရှိရဲ့အမေရိကန်ရဲ့ဥရောပသားတွေကိုရက်ဆက်စွာဆုံးတပ်ဖြတ်သူမြည်သူဖြစ်တယ်လေ A Al Qaeda B. Hamas C. Hezbollah D. Iran E. အထက်ပါအားလုံးအဖြစ်ကတော့အထက်ပါအားလုံးဖြစ်ပါတယ်မှန်ပါတယ်ဤဒီမှာအဓိကအချက်ဖြစ်တယ်ကျွန်တော်တို့ရဲ့ရန်သူတွေကကျွန်တော်တို့အားလုံးကိုမုန်းတီးတယ်၎င်းတို့ကကဘာကိုအချမ်းဖက်မှုရဲ့မောင်မိုက်တဲ့ခက်တဲ့ကိုပြန်လည်ဆွဲယူလို့ကြတယ်ဣဇရေလကတင်းတို့ရဲ့တိုက်ပွဲကိုတိုက်ခိုက်နေတာတကားပိတ်ဆွေးနွေးမှုတွေကောင်းဆောင်များ ၎င်းတို့ရဲ့မြို့တွေမှာအကြမ်းဖက်တိုက်ခတ်မှုတွေကိုတားဆီးပေးတဲ့အတွက်အစ္စရေးကိုကျေးဇူးအထူးတင်ကြတယ်။အစ္စရေးရဲ့ထောက်လန့်ရေးကလူအများပြားရဲ့အသက်ကိုကယ်တင်ခဲ့တယ်။အမေရိကန်ဗိုလ်ချုပ်တဦးကအကယ်၍အမေရိကန်ဟာထောက်လန့်ရေးကိုတဦးတည်းစုဆောင်ရမယ်ဆိုပါက CIA ၅ခုလုံမယ်လို့ပြောကြားခဲ့တယ်။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার စစ်ုံတွေကိုဘုံကျက်ခဲ့တဲ့အခါဂျာမနီဝန်ကြီးချုပ်ကဝန်ခံခဲ့တယ်။အစ္စရေးဟာကျွန်တော်တို့အားလုံးအတွက်ညှပ်ပတ်တဲ့အလုပ်ကိုလှုပ်ဆောင်နေတယ်လို့ဆိုတယ်။ ဒါပေမဲ့ဝမ်နက်ဆာကကဘာကောင်းသောများစွာကဖိအားများအောက်မှာရိမ့်ရိုက်သွားကြတယ်။၎င်းတို့ကအော်တိုဘာ9ရက်နောက်ပိုင်းအစ္စရေးကိုထောက်ခံခဲ့တယ်လို့အဲ့ဒီနောက်၎င်းတို့ပြောင်းလဲသွားကြတယ်။၎င်းတို့ကအစ္စရေးကိုပြန်တိုက်ခိုက်တဲ့အတွက်ရှုတ်ချခဲ့တယ်။အမေရိကန်လူပေါင်း၄000တည်ဆုံးပြီး1000ဒဏ်စာခံအဖြစ်ဖမ်းဆီးခံရသည်ဟုစိတ်ကူးကြည့်ပါ။အမေရိကန်ပြည်ထောင်စုကသူ့အစိုးရကိုရပ်တည်ခွင့်ပေးမှလား။မပေးပါဘူး။အမေရိကန်ကလည်းကောင်းကိုဖျက်ဆီးပြစ်မှာ ထိုဒီမှာဣဇွေကဂါဇာတွင်လှုပ်ဆောင်နေတဲ့အရာဖြစ်တယ်။ဒါပေမဲ့ခေါင်းဆောင်များစွာကဣဇွေကိုလူမျိုးတုံးတပ်ဖြတ်မှုဖြင့်ဆွဆွဲကြတယ်။ကျွမ်းကျင်သူတွေကဣဇွေဟာတမိုင်းမှာမြေတိစစ်တပ်ထက်မဆိုအယတာတည်ဆုံမှုကိုဆော့ချထားတယ်လို့ဆိုတယ်။ဂါဇာမှာအယတာနဲ့တိုက်ခိုက်သူတည်ဆုံမှုအကျိုးဟာနေ့ချိုးတက်ထက်နည်းပါတယ်။၎င်းကနေတိုးစစ်ပွဲများထက်နှိမ့်တယ်။ဣဇွေဟာယတာများအားထွက်ခွာဖို့အတွက်တတိပေးတယ်။ ကျွန်တော်တို့ဟာလက်ကမ်းစာဆောင်တန်ပေါင်းများစွာကိုဖြန့်ဝေခဲ့တယ်။စာတူတွေပို့ဆောင်ခဲ့တယ်။ဖုန်းခေါ်မှုတွေပြုလုပ်ခဲ့တယ်။ဒါပေမဲ့ဟာမတ်စ်ကအရသားတွေကိုလူသားဒိုင်းအဖြစ်ဆက်လက်နေဖို့အတွက်ဖိအားပေးတယ်။ဣဇရဲအတွက်အရသားတဦးချင်းစီရဲ့တိဆုံမှုဟာအလွန်ဆိုးရတဲ့ဝန်ထမ်းမှုဖြစ်တယ်။ဟာမတ်စ်အတွက်အရသားတဦးစီရဲ့တိဆုံမှုဟာနီးပြူဟာတစ်ခုဖြစ်တယ်။ဣဇရဲဟာအစားအစာနဲ့အကူအညီတွေကိုလည်းပို့ဆောင်ပေးတယ် ဂါဇာလိုတန်ချိန်နှစ်တန်းကျော်ရောက်ရှိခဲ့ပြီးလူတအူးလင်တနေ့လင်ကီလို3000ခန့်ရှိတယ်။ဂါဇာနဲ့ပတ်သက်သူများမှာအစားအစာမရှိဘာက၎င်းဟာဟာမတ်စ်က၎င်းကိုခိုးယူထားကြောင်းသိရတယ်။ကုလသမဂ္ဂဘင်းလင်ဟာမတ်စ်ကအကူအညီထွက်ကားတွေရဲ့65ရာခိုင်နှုန်းကိုခိုးယူခဲ့တယ်လို့ဝန်ခံခဲ့တယ်။အီမမကန်နဆွတ်ချက်တွေကဂျူးစန့်ကျင်ရေးလိမ်လည်မှုတွေရဲ့ခင်မီ version တွေဖြစ်တယ်။ ၎င်းတို့ဟာကမ္ဘာတဝန်းဂျူးစန့်ကျင်ရေးတက်ခတ်မှုတွေကိုလှုပ်ဆောင်ပေးတယ်။ကနေဒါ၊ဩစတြေးလျ၊ဘီဒင်ပြင်တင်တဲ့အမေရိကန်တို့မှဂျူးလူမျိုးတွေကိုတိုက်ခိုက်ခံရတယ်။အမေရိကန်မှာဟိုလိုကော့စ်တက်ရှင်ကျင်ရည်သူတူဟာကိုလိုရာဒိုမှာအရှင်လက်လက်မိရှုခံခဲ့ရတယ်။ဟိုလိုကော့စ်ပြတဲ့နေ့မှာအစ်ဇရီးစုံတဲ့တွေအသက်ခံခဲ့ရတယ်။သမနာထွန်းရဆိုးရဂျူးစန့်ကျင်ရေးကိုပြင်းထန်စွာတိုက်ဖြစ်နေပြီး အခြားသူများလည်းလိုက်နာသင့်တယ်။ဒါပေမဲ့အချို့ကအဆိုးအဝါဆုံးဂျူးစက်ကျင်သူတွေကိုစုချင်းမြကြတယ်။မကြာသေးမီကပြင်တစ်ဂျီဒိန်ဩစတြေးလျနဲ့ကနေဒါတို့မှအော်တိုဘာ9ရက်လူတောက်ပွဲပြီးနောက်ပါလက်စတိုင်းနိုင်ငံကိုအတိမပြုတ်ခဲ့တယ်။ပါလက်စတိုင်းလူမျိုး60ရာခိုင်နှုန်းနီးပါးကထိုလူတောက်ပွဲကို ထောက်ခံခဲ့တယ်။အများပြားကတခြားလူများဖြင့်ဂုဏ်ပြုခဲ့ကြတယ်။ဤဒီကဂျူးလူမျိုးများကိုတပ်ဖြတ်ခြင်းအကျိုးအမြတ်ရရှိတယ်ဟူတဲ့စကားလုံးကို ပေးပို့တယ်။၎င်းကမမှန်ကန်အန်ရရှိပြီးဆက်ဆက်ကောင်းပါလေ။အနောက်နိုင်ငံခေါင်းဆောင်တွေကနိုင်ငံဖြစ်ရှင်းချက်ကိုလိုလားတယ်လို့ဆိုကြတယ်။ဒါပေမဲ့ပါလက်စတိုင်းလူမျိုးတွေဟာအစ္စရေးဘေးမှာနိုင်ငံတစ်ခုကိုမလိုလားပါဘူး။၎င်းတို့ဟာအစ္စရေးအစားနိုင်ငံတစ်ခုကိုလိုလားပါလေ။၎င်းတို့ကဆစ်ဆုနစ်များစွာငြင်းချမ်းရင်ကလန်းမှုတိုင်းကိုညှင်းပယ်ခဲ့တယ်။ဂါဇာမှာ၎င်းတို့ဟာထိန်းချုပ်မှုရရှိထားပြီးဖြစ်တော်လဲ။ ၎င်းကိုအစ္စရေးကိုတိုက်ခိုက်ဖို့အသုံးပြုခဲ့ကြတယ်။ပါလက်စတိုင်းအနာပိုင်တရလည်းပုံမကောင်းမှုချင်းမရှိပါဘူး။၎င်းဟာအကြမ်းဖက်သမားတွေကိုငွေပေးချေတယ်။လူသားသမားအမည်ပေးထားတဲ့ကျောင်းတွေကိုအမည်ပေးတယ်။၎င်းဟာဟာမတ်စ်နဲ့တူညီတဲ့ဖဆအုပ်တွေကိုအသုံးပြုတယ်။ဘက်လွန်မှာအစ္စရေးကထိန်းချုပ်ထားစဉ်ကစစ်ဆေးကနုံးဟာခွင့်ရနေဖြစ်ခဲ့တယ်။ယခုပါလက်စတိုင်းအနာပိုင်လက်ထက်မှာနက်ဆာကနုံးအောက်သာကျန်ရှိတယ်။ ောက်တိုဘာ9ရက်နောက်ပိုင်းပါလက်စတိုင်းနိုင်ငံကိုပေးအပ်ခြင်းဟာယူသွမှုဖြစ်တယ်။၎င်းက97နောက်ပိုင်းနယူးယောက်နီးမှာအယ်ကိုက်ဒါအားနိုင်ငံတစ်ခုပေးအပ်ခြင်းနဲ့တူပါတယ်။ယေဇူးကကျွန်တော်တို့အပေါ်အတိအကျပေးအပ်ပေးထားတဲ့အကြံဖက်နိုင်ငံတစ်ခုကိုဘယ်တော့အခါမှလက်ခံမှာမဟုတ်ပါဘူး။ဤဒီမှာကျွန်တော်ရဲ့မူဝါဒတာမကယေဇူးပြုသူများရဲ့မူဝါဒဖြစ်တယ်။နာဆက်မှာအဖွဲ့ဝင်190ဦးအနက်69ဦးဟာ ပါလက်စတိုင်းနိုင်ငံတခုကိုစန့်ကျင်မဲ့ပြေးခဲ့တယ်။အစ္စရေးကလက်မလို့ပါဘူးအဲ့ဒီအစားအစ္စရေးရဲ့အောင်မြင်မှုတွေကနေရန်ကြီးအတွက်အခွင့်အလမ်းတွေကိုဖွင့်လှစ်ပေးခဲ့တယ်။ယခုအစ္စရေးကစီးရီးယားနဲ့ညှိနှိုင်းနေပါတယ်။နေရန်ကြီးကဖြစ်တယ်။ဟစ်ဘူလာကိုလက်နဲ့ဖျက်သိမ်းပါကလေဘနွန်နဲ့နေရန်ကြီးလည်းဖြစ်နိုင်တယ်။ဟာမတ်စ်အပေါ်အောင်မြင်မှုဟာအာရာနဲ့မွတ်စလင်ကဘာတော်မှာနေရန်ကြီးကိုချက်ထွင်နိုင်ပါတယ်။ အာရဗ်နဲ့မွတ်စလင်ခေါင်းဆောင်များစွာကဤဇွင်းနဲ့ပူးပေါင်းဆောင်ရွက်မှုဟာဤပညာစေပညာစိုက်ပျိုးရေးနဲ့တိုးတက်မှုကိုယူဆောင်လာတာကိုသိရှိကြတယ်။ရှေ့လက်ပိုင်းဟာလာမယ့်နှစ်တွေမှာလုံးဝပြောင်းလဲသွားနိုင်ပါတယ်။အီရန်ပြည်သူများပင်လင်တနည်းလင်လှုပ်လာလာလိမ့်မယ်။ဤဇွင်းနဲ့အီရန်ဟာခင်မရင်းနှီးမှုကိုပြန်လည်ထူထောင်နိုင်တယ်။အောက်တိုဘာ9ရက်မှာ မောင်မိုက်တဲ့နေ့တနေ့ဖြစ်ခဲ့တယ်။ဒါပေမဲ့ဤဇွင်းကပြန်လည်တိုက်ခိုက်တယ်။ရာစုနှစ်များစွာကဂျူးလူမျိုးများဟာ ကုကကကွယ်မှုမရှိဘဲတပ်ဖြတ်ခံခဲ့ရတယ်။ဒါပေမဲ့ယနေ့အစ္စရေးမှာစစ်တပ်တစ်ခုရှိတယ်။ကျွန်တော်ရဲ့သားသမီးများဟာရဲစွမ်းတပ်တည်းနဲ့တိုက်ခိုက်ကြတယ်။၎င်းတို့ကနှစ်ပေါင်း3000တက်တန်းရှိတဲ့ကျွန်တော်ရဲ့မွေးရမျိုးကိုကာကွယ်ကြတယ်။၎င်းတို့ကလွတ်လပ်မှုတိုးတက်မှုနဲ့နိုင်ငံများအတွက်အလင်းရောင်ဖြစ်လာရန်အိမ်မက်ကိုဆက်လက်ထိန်းသိမ်းထားတယ်။ရန်သူများကသူအလင်းရောင်ကိုငြိမ့်သက်ရန်ကြိုးပမ်းခဲ့ကြတော့လဲ။အစ္စရေးဟာယနေ့ရခင်ကထက်ပိုမိုတောက်ပွားစွာတွန်းလင်းနေပါတယ်။ ဘုရားသခင်ရဲ့ကုညီမှုနဲ့ဣဇွေဟာအနိုင်ရမယ်ဖြစ်ပြီးငြိမ်းချမ်းရေးနဲ့တာယာဝပြောမှုကိုရရှိမှာဖြစ်တယ်။အလွန်ကျေးဇူးတင်ပါတယ်။ ညီလာခံကိုစားအစ်စရေးဝန်ကြီးချုပ်အားကျေးဇူးတင်ရှိပါတယ်